1839မှ1839ကုန်းမောင်ခေအင်းဝါတင်းဘာဒီတော်မင်းရဲ့နန်းဦးစွဲတော်စင်ကရောင်ကြီးတော်ကိုမြူတာကိုအုံအုံကြက်ကြက်တခဲနေနဲ့နန်းရင်မြင်းတစ်ခုလုံးကြီးညိုသရာပွားနေတာကြောင့်မိဘရဲ့ခေါင်းကြီးရဲ့တိုက်တွန်းချက်အရာများဝီမင်းကြီးဥစာကထူးမခြားနာအစချီတဲ့ရောင်တော်ပွင့်ကိုတမုတ်ချင်းဆက်ဆူခဲ့ပြီလေသာသနာကြီး ဘာသာရေးတို့ ਨੇ ပတ်သက်တဲ့အခါနာတွေကိုခန္ဓာထေဝါထတဲ့ဒီတေးမဟာဂီတနဲ့စတင်ဖွင့်လှစ်လို့ရှိကြပါတယ်ခင်ဗျာ